အလုံးမဲမင်္ဂလာပါအလီဗီလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့တော်တော်များများမှားလေးမှားတာရှိတယ်အမှားလေးတစ်ခုကိုကျွန်တော် sharing လုပ်ပေးချင်တယ်အထာကတော့ကျွန်တော်တို့ YouTube Facebook ကနေပြီးတော့ပေးပုံစံပြောင်းထားတဲ့မိတ်ဆွေတွေပဲဖြစ်ဖြစ် Facebook ပေးမှာပဲဖြစ်ပါနော်အဒီနေရာလေးတွေမှာတယောက်နဲ့တယောက်နဲ့အပြန်လှန်ဖို့နော်အငါ့ကိုလည်း follow လုပ်ပေးပါဦးကူပေးပါဦးဘယ်နှယောက်လူလူအဲဒါမျိုး star လေးသလုံးတော့ပေးပါဦးအဲဒီလိုမျိုးပေါ့နော်ဒါ Facebook ဘက်ကဒါသူ့ရဲ့တတ်မှတ်ချက်တွေတောင်းနေဆိုပြီးတော့ပေါ့နော် ဲ့ဒီလိုမျိုး public ပို့ပေါ့နော်14ခုတင်ရမယ်လို့ ria က4ခုတင်ရမယ်လို့ comment က10ခုလိုက်ပြန်ရမယ်လို့ဒါပေမဲ့ story တွေက9ခုလုတ်ရမယ်လို့အဲ့တချို့ကြောင့်လည်း follower လေးလိုလို့လေး5ယောက်လောက်လိုလို့ကုညီပါအောင်လို့ star တွေတလုံးတော့ပေးပါအောင်လို့ဟောတာဒါမျိုးတွေပေါ့နော်တကယ်တမ်းကဒါတွေကကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာတွေကောင်းကျိုးပေးနိုင်လဲပေါ့နော်မလုတ်ရင်ကိုဘာတွေဖြစ်မလဲပေါ့နော်မလုတ်လို့လည်းဘာမှမဖြစ်ဘူးလုတ်လို့လည်းမိတ်ဆွေရဲ့ပေးကိုဒါတွေပြည့်သွားလို့အဲ့တချို့ကြောင့်လည်းဒါတွေကိုအပြည့်လိုက်လို့မှပဲကိုယ့်ရဲ့ပေးကအန်ကိမ့်မဲ့ကောင်းမယ်လို့ အဖေဆိုဘက်ကပေါ့နော်ဒါ invite လုပ်မယ်လို့ content modeling set up ဒီပေါ့နော်ဒါမျိုးတွေပွင့်မယ်လို့ bot နဲ့ပွင့်မယ်ဒါမျိုးတွေပေါ့နော်ဒါတွေကတကယ်တမ်းကမဆိုင်ပါဘူးအဲ Facebook ဘက်ကပေါ့နော်ဥပမာဒီနေရာမှာကျွန်တော်ရမ်းမရှိက follower လိုနေတယ်ငါအခုမှဆို follower 90ပေါ့နော်အတချို့ကျတော့ follower လိုလေးပေါင်း900လောက်လိုနေပါဒီနေရာကကျွန်တော်ရမ်းမရှိက follower လာလောက်လိုက်အဲကိုကလောက်ပါပြောလို့ तू ကလာလို့အပြန်လန်လောက်ကြတယ်ပေါ့နော်ဒါတွေက follower လောက်တယ်ဆိုတော့ကိုရဲ့ပေမှာ follower လောက်ပဲတက်သွားတယ် Facebook ဘက်ကတည်တယ်ဒီ follower ကဘယ်ကလာလဲဆိုတာကိုတည်တယ်ဥပမာကျွန်တော်တခုပြောပြရမယ်ဒါလေးကကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပေါ့နော်လုံးဝတည်ထားတဲ့ချက်လေးတွေအဲမှားနေတဲ့ချက်လေးပေါ့နော်ဒါတွေကိုပြည့်အောင်လုပ်ရင်ဘာဖြစ်မလဲဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေပြည့်အောင်လုပ်ရင်မကောင်းဘူးလားဆိုတော့ကောင်းတယ်အဲဥပမာကျွန်တော်ရဲ့မိတ်ဆွေက तू က9ရက်သောတင်ကို public ပို့14ခုပေါ့နော်ပို့ပဲဖြစ်ပြီးဘာပဲဖြစ်ပေါ့နော်14ခုကိုကျွန်တော်ရဲ့မိတ်ဆွေဖန်တီးဖို့ဆိုတာဗီဒီယို14ဘုတ်ကို9ရက်နဲ့ဖန်တီးဖို့ဆိုတာတော်တော်လေးခက်ခဲတယ်ကျွန်တော်တို့တနေ့ကို contract တစ်ပုတ်ရောက်ဖို့တော့ အကျိတ်နဲ့ချနေရတယ်ဗောနော်အဲသူက14ဘုတ်အဲဝိရက4ခုဒါတွေကဘယ်နှအသွားရှာဖို့လဲဗောနော်ပြည့်အောင်လုပ်ရင်ဘာဖြစ်မလဲဆိုရင်ပြည့်အောင်လုပ်နိုင်တော့ကောင်းတယ်ကောင်းတယ်ဆိုတာကအဲ100%မှာ10%လောက်မဆွေတော့အကျိုးမြတ်နည်းနည်းလေးပေါ့နော်အဲကောင်းတယ်ဒီတဘောတရားလောက်ပဲကျွန်တော်တို့လည်းပြည့်အောင်အကျိတ်နဲ့ရုံးခဲ့ဘူးတာပဲဘာမှမထူပါဘူးအဲတကယ်လို့ကျွန်တော်ရဲ့မစားဒီနေရာကပြည့်အောင်မလုပ်ရင်ရောဘာဖြစ်မလဲသူဘာမှမဖြစ်ဘူးဒီတိုင်းပဲအထိုးသူပဲပေါ့နော် ဒီနေရာမှာတစ်ချက်ကျွန်တော်ရဲမိတ်ဆွေတွေမှားနေတာက follower ဟောနော်ငါ့ကို follower လုပ်လိုက်ပါအဲ့ဒီ follower ပြက်တနာကတော်တော်လေးဆိုးတယ်အတချို့ဒီနေရာကလည်း follower အပြန်လည်းလုပ်ကြတယ် follower တွေကတချို့ follower like တွေ like ဝယ်ပြီးတော့တိုးနေတာတွေရှိတယ်တိုးနေတာတွေကအကျိုးမြတ်ရှိတာဆိုတော့လုံးဝ Facebook နဲ့အကျိုးမြတ်မရှိဘူးမိတ်ဆွေ follower တာမိတ်ဆွေရဲ့ပေးမှာတိုးလာမယ်အဲ Facebook ဘက်ကတိတယ်ဒီ follower ကဘယ်ရလာတယ်တကယ်တော့ Facebook ဘက်ကပေးတဲ့ follower တွေအဲ Facebook ဘက်ကကြိုက်လို့ပောက်တဲ့ video တွေဆိုတာ အကြောင်းမဲ့ပေါက်တာမဟုတ်ဘူးဥပမာကျွန်တော်ရဲ့မိတ်ဆွေကဗီဒီယိုတစ်ပုဒ်ပေါက်မယ်ပေါ့နော်ဥပမာမိတ်ဆွေရဲ့တင်တဲ့ဗီဒီယိုတစ်ပုဒ်က9မိနစ်စာဗီဒီယိုတစ်ပုဒ်မိတ်ဆွေတင်လိုက်တယ်ကြည့်တဲ့လူကဥပမာလူ100လာကြည့်တယ်အဲ့တရာလုံးက9မိနစ်စာတင်ထားတဲ့ဗီဒီယို9မိနစ်ထိအဆုံးထိကြည်လာအဲ3မိနစ်လောက်ကြည်လာ3မိနစ်လောက်ကြည်တယ်ဆိုရင်လုံလောက်ပြီ9မိနစ်ထိအဆုံးထိကြည်စာ9မိနစ်ထိအဆုံးထိကြည်တော့အလုံးလုံးအကောင်းဆုံးပေါ့နော်မိတ်ဆွေက9မိနစ်စာဗီဒီယိုတစ်ပုဒ်ကိုမိတ်ဆွေရဲ့ပြေမှာတင်လိုက်တယ် လူတရားလာကြည့်တယ်အဲ့လူတရားလုံးကလည်း9မိနစ်အဆုံးထိကြည့်သွားတယ်ဗျာကြိုက်တဲ့အတွက်ပေါ့နော်9မိနစ်အဆုံးထိကြည့်တယ်အဲကြိုက်တယ်နောက်တစ်ချက်ကအဲ့ဒီတဲ့လူတရားမှာ follower လုံးတဲ့လူပါတယ်20 30 40 50 100ဥပမာဖြစ်ပေါ့နော်ဒီဗီဒီယိုတအားကြိုက်တဲ့အတွက် follow လုံးသွားတယ်အဲဒီဗီဒီယိုတအားကြိုက်ရတဲ့ဗီဒီယိုကိုအဆုံးထိကြည့်တယ် like တွေအသေးတွေပေါ့နော် comment တွေပေးသွားတယ်ဥပမာဒါမျိုးပေါ့ဒါမျိုးဗီဒီယိုမိတ်ဆွေမှရှိလုံးဝအမှန်ကန်ပေါက်တယ် like follower လုံးเสียတယ်မလို့ဘူးအဲ Facebook ဘက်ကအဲ့ဒီလိုမျိုးတည်တယ်ပေါ့နော် ဒီပို့တစ်ခုမှာ like ကောင်းတယ် follower ကောင်းတယ်ဆိုတာကအဲ့ဒီလိုမျိုးပေါ့နော်အဓိကမိတ်ဆွေတင်နေတဲ့ video ကစိတ်ဝင်စားမှုတအားကောင်းတဲ့အတွက်လူတအားကြည့်တယ် view တွေတအားတက်เสียရမလို့ဘူးကြည့်တဲ့လူတရာကြည့်တရာလုံးကအဲ့ဒီ video ကိုစွန့်အောင်ကြည့်ရမယ်အဲစွန့်အောင်မဟုတ်တော့တော့တဝက်လောက်5မိနစ်ဆိုရင်3မိနစ်လောက်ကြည့်သွားရဆိုရင်ဒီ video ကလုံးဝတရာပါဆင်းပေါက်ဖို့ရှိတယ်နောက်တစ်ချက်က like တွေ follower တွေလည်းပေးနိုင်မယ်ပေါ့နော်အဲဥပမာဒီ video ကိုကြိုက်တဲ့အတွက် like လုပ်သွားတယ်ဒီ video ကိုကြိုက်တဲ့ follow လုပ်သွားတယ်ဒီလိုမျိုး video တွေမိတ်ဆွေပဲပေးမှာများများတင်မှာ ဗီဒီယိုပေါ့နော် Facebook ဘက်ကတောင်းတလို့မျိုး14ခု14ခုလိုက်တင်ကြပေါ့တပုတ်ဆိုတပုတ်ကိုလုံးဝ share လုပ်လိုက်ပေါ့နော်အဲ့ဒီ share လုပ်တဲ့ဗီဒီယိုကိုကြည့်တဲ့လူကလည်းအဆုံးထိကြည့်တယ် like တွေ follow ကလည်းရတယ်ဆိုရင်ဒီဗီဒီယိုကလုံးဝ view ပေါက်ဖို့ရှိပါတယ်အဲဒါမျိုးဗီဒီယိုတွေက view တွေအဲဒါမျိုးဗီဒီယိုက like follower ကိုပဲအဲ Facebook ဘက်ကကြိုက်တယ် Facebook ကပေးပါတယ်အခုလိုပေါ့နော်ဗီဒီယိုအငှားရဲ့ဗီဒီယိုလေး like လုပ်ပေးပါဆိုကိုကပြောလိုက်လို့အားနာလို့ like လုပ်သွားတာ follow လုပ်သွားတာပေါ့နော် ဒီလိုမျိုးတီးတန့် plain ဝင်သွားတဲ့ follower တွေရှိတယ်ဒီလိုမျိုး follower တွေကမိတ်ဆွေမှာအရေးအတွက်ပဲများလာမယ်မိတ်ဆွေတို့ဘာအကျိုးမှမရှိဘူးအဲကျွန်တော်ပြောချင်တာကကိုပန်တီးတဲ့ဗီဒီယိုတစ်ပုဒ်ကိုလူစိတ်ဝင်စားရမယ်ဗီဒီယိုကို9မိနစ်ရှိရင်3မိနစ်လောက်ကြည့်သွားရမယ်အ like တွေ follower တွေကလည်းကောင်းရမယ်ပေါ့နော်ကောင်းရမယ်ဆိုတာကမကောင်းသည်ဖြစ်စေကောင်းသည်ဖြစ်စေပေါ့နော်ကောင်းရင်တော့အကောင်းဆုံးပေါ့နော်ဒါဆိုရင်ဒီလိုမျိုးဗီဒီယိုတွေကပေါက်တယ်အဓိကကဒါပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေထင်နေတာကအဲ့လိုမျိုးအဲတယောက်တယောက်နဲ့ follower လို့ငါ့ကို follower တက်လာတယ်ဒီနေရာကပြည်လာတယ်ဖေ့စ်ဘွတ်ဘက်ကဒါ အကွန်းတဲ့မော်ဒင်ဆက်ကိုဒါအင်ပိုက်မြင်မြန်လုပ်တယ်ဒီလိုမျိုးပေါ့နော်တကယ်တမ်းကဒီအယူဆကလုံးဝမှားနေပါလေအကျွန်တော်ပြောသလိုပေါ့နော်ဗီဒီယိုတစ်ပုဒ်ဆိုရင်တစ်ပုဒ်ကောင်းကောင်းလေးဖန်တီးလိုက် like တွေ follower တွေကို Facebook ကအရင်တွက်ထဲမှာမှတ်တာကျွန်တော်ပြောသလိုပေါ့နော်အဲဒီဗီဒီယိုကြည့်တယ်5မိနစ်စာဗီဒီယိုကြည့်တယ်3မိနစ်ပေါ့နော်5မိနစ်အဆုံးလေးကြည့်သွားတယ်ကြိုက်လို့ like လုပ်သွားတာဒါမျိုးတွေမှာ Facebook ကကြိုက်တာအဲဒီလိုမျိုးပေ့တယ်ဆိုရင်လုံးဝ100%ပောက်ဖို့ရှိတယ်ဟုတ်ကဲ့တချို့တော်တော်များများဒီနေရာမှာလဲ public book 14ခုဒါလေးပေါ့နော် ဝီရက၄ခုအဲကွန်မန့်က10ကပဲကွန်မန့်ပြန်တာကတော့ကျွန်တော်တက်10ကတခုတည်းနဲ့ပြန်လို့ရတာခါလည်းပြီးတယ်အစတိုရီဒေးက9ရက်က9ခုတင်ရမှာဒါမျိုးတွေပေါ့နော် follower 50 follower က follower တွေဆိုတဲ့အပြန်လမလုပ်ပါနဲ့အဲဒါလေးကိုပြင်အောင်လုပ်ပေးနိုင်ရင်တော့ကောင်းလားဆိုရင်တော့ကောင်းတယ်အဲကောင်းတယ်ဆိုပေမဲ့လည်းကျွန်တော်ပြောတာကဒီဥစ္စာကိုပြင်အောင်အပတ်စဉ်နဲ့လုပ်ပေးနေလို့မိတ်ဆွေရဲ့ Facebook page ကို Quantum Morning Set ပေါ့နော်ငွေရှာဖို့လမ်းကြောင်းလာပွင့်သွားမယ်လို့တော့မိတ်ဆွေမထင်နဲ့နော်ဘာမှမဆိုင်ဘူးနော် အဲမေးဆိုအလုပ်လို့ကောင်းလားဆိုကောင်းတယ်သူကအန်ကိမဲ့လေးနည်းနည်းလေးတော့အဲလုံးဝမပြည့်တဲ့လူစားတယ်ပေါ့နော်နည်းနည်းလေးတော့တိုးတက်လာတယ်အဲဒါပေမဲ့လည်းကျွန်တော်ပြောလို့တိုးတက်လာတာကလည်းအဲကိုကနင်းကင်ရှောက်လို့ခိုင်းလို့မဟုတ်ဘူးနော်အဲကြည့်တဲ့လူကတကယ်ကြည့်တယ်တကယ်ကြိုက်တယ်ကျွန်တော်ပြောသလိုပေါ့နော်ဗီဒီယိုတွေကိုလည်းကြိုက်တယ်အဆုံးထိကြည့်တယ်အလိုက်တွေအသေးတွေ follower တွေကလည်းသဘောတကယ်တဘောကြလို့ပေးသွားတာမျိုးတွေပြောတာနော်အားနာလို့ပေးသွားတာတွေမပါဘူးနော် ားနာလို့ follow ကလုတ်သွားတယ်ဒီမပါဘူးเนาะအဲတချို့ကြတော့ video တော့မကြည့်ဘူးအဲဆွဲတင်တာအသူ့ဘာ follow လုတ်ခိုင်းတယ်အဲ follow လုတ်လိုက်တယ်အသေးပေးတယ် like share ဒါမျိုးတွေကအရေးအတွက်ထဲမှာမပါဘူးအဲကျွန်တော်ရဲ့ဖေကိုလည်းကြိုက်ရင်လည်းလုတ်မကြိုက်ရင်လည်းမိတ်ဆွေရဲ့တကယ်သဘောကျမှလုတ်ပေးပါကျွန်တော်ရဲ့ဖေကိုလည်းမကြိုက်ဖိနဲ့ဒီလူအားနာပါလေဆိုပြီးတော့အဲအသေးပေးတာလို့လက်မနှိပ်တာအပေါင်းတို့ဒါတွေကအကျိုးမဝင်ပါဘူးအရေးအတွက်ပဲရှိပါတယ်ဗောနောအဓိကကျွန်တော်ပြောချင်တာကဒါဒီပြည့်အောင်လုပ်ရင်လေမိတ်ဆွေတို့ဘာအကျိုးမရှိတော့10%တော့အကျိုးမရကောင်းတယ်မပြည့်ရင်ဘာဖြစ်တယ်ဘာမှမပြည့်ဘူး အဲကျွန်တော်တို့ဒီမှာ public post 14ခုဆိုတာခုနှစ်ရက်ကို video 14ပုတ်ပေါ့ဗျာ video ပဲဘာပဲဖြစ်ဖြစ်ပေါ့နော်အယူယူစာရေးတဲ့ပုတ်ပဲဖြစ်ဘာပဲဖြစ်ပေါ့အဲ content 14ခုကိုကျွန်တော်ကခုနှစ်ရက်နဲ့ဖန်တီးဖို့ဆိုတာကဖိနှက်ကလာဖို့လေအဲကျွန်တော်တို့တနေ့တစ်ခုတော့မှပဲကျွန်တော်တို့အကျင့်နဲ့ယုံနေရတာဗျာ real က၄ခုအဲ public post ကဒါမျိုးဘယ်နှသွားရှာဘူး follower တွေ90 follower 90ကလည်းခုနှစ်ရက်နဲ့ကျွန်တော်အကျင့်မဲ့လာမှာဗောမကျင့်ရင် follower ကဘယ်နှကလာဖို့လဲ ဒါတွေကလုံးဝမဆိုင်ပါဘူးကျွန်တော်ရဲ့မိတ်ဆွေမှားနေတယ်အမှားလေးချက်ပေါ့နော်အဲနားလေသဘောပေါက်မလို့ညှို့လင်းတယ်အဒီနေရာမှာပြင်အောင်လုံနိုင်တော့လုံအဲမလုံလို့ဘာဖြစ်တယ်ဆိုဘာမှမဖြစ်ဘူးတယောက်တယောက်နဲ့ follower လုံပါဆိုတော့အကျိတ်နေတယ်လိုက်မလုံခိုင်းနေအဲအားနာပြီးတော့လုံသွားရင်လည်းကိုယ့်တော့ဘာမှလည်းအကျိုးမထူးဘူးပေါ့နော်အဲဒါလေးကိုကျွန်တော် sharing လုပ်ပေးရတာဒါကြောင့်ကျွန်တော်တို့တစ်ခါမှမပြည့်ပါဘူးပြည့်တဲ့ခါတော့ရှိပါတယ်ဒါပေမဲ့အဲလေးငါးလလောက်မှတစ်ခါလောက်ပဲပြည့်မပြည့်တဲ့ခါများပါတယ်ကျွန်တော်တို့ကအဲဒါလည်း Facebook က content moderator ကပေးတာပါပဲ ငွေဝင်တဲ့လမ်းကြောင်းကပေးတာပဲအဓိကကတော့ကျွန်တော်တို့ကိုဖန်တီးတဲ့ဗီဒီယိုကိုတပုတ်ဆိုရင်တပုတ်လုံးဝကောင်းနေရမယ်ဆွဲဆောင်မှုရှိရမယ်ဗီဒီယိုအဆုံးထိကိုလိုက်ပါကြည့်ရှုသွားအောင်ကိုယ့်ရဲ့ idea ကောင်းရမယ်ပေါ့နော်အဓိကကအဲ့ဒါကိုဖန်တီးတဲ့ဗီဒီယိုကောင်းနေဆိုရင်လိုက်တဲ့အသေးတွေကလည်းတောင်းစရာမလိုဘူးသူကလည်းပေးတယ်ကိုဖန်တီးတဲ့ဗီဒီယိုကအလူတွေတကယ်ကြိုးရှိတယ်အလူတွေကတကယ်ကြိုက်တယ်ဆိုရင်တော့မပူပါနဲ့ဒီလိုမျိုးဗီဒီယိုတွေကပေါက်ပါမပေါက်ပါလေမပူနဲ့ကျွန်တော်ပြောတာမျိုးရင်မိတ်ဆွေရဲ့ပေးမှာပေါက်နေတဲ့ဗီဒီယိုရှိရင်အဲ့ဒီပေါက်နေတဲ့ဗီဒီယိုဝင်စစ်ကြည့် ဒီဗီဒီယိုကဘာကြောင့်ပေါက်ရတာလဲပေါ့နော်အဲ့ဒါလေးတို့တစ်ချက်မိတ်ဆွေလေ့လာပါအဲကျွန်တော်တို့ပြန်ပြောတယ်ဆိုတာကလည်းကျွန်တော်တို့ဒီဗီဒီယိုပေါက်တယ်ဒီဗီဒီယိုဘာကြောင့်ပေါက်ရတာလဲလေ့လာတယ်သုံးသပ်တယ်မပေါက်ဘူးဆိုတဲ့ဗီဒီယိုလည်းလေ့လာလဲဘာကြောင့်မပေါက်တယ်ဘာကြောင့်အဲမဖြစ်ရလဲပေါ့နော်ကျွန်တော်တို့တွေတဲ့ဒါအတွေ့အကြုံလေးတွေကိုကျွန်တော် share လေးလုပ်ပေးတာပါโอเคတော့ဆိုရင်ဒါကျွန်တော်ရဲ့မိတ်ဆွေနားလည်းသဘောပေါက်မှုလို့မျောနေတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်။မနေ့ပြန်ကြရင်ကျွန်တော်ကမှပေ့ကဒီပေ့ကြောင်းလေးကိုထပ်ပြီးတော့ share လေးလုပ်ပေးချင်သေးတယ်။ အပိတ်မှာက follower က2000နဲ့8000ရှိတယ်ပေါ့နော်အဲဒါပေမဲ့လေခုတည်းကကျွန်တော်မှာကစတားကမအောင်သေးဘူးဗျာပြောကြည့် follower 2000ကျော်ရှိပြီးတော့ကျွန်တော်ရဲ့ပေးမှာစတားမအောင်ရခြင်းအကြောင်းလေးပေါ့နော်မနေ့ပြန်ကြရင်ထပ်ပြီးတော့ရှင်းပြပေးပါမယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်